မြတ်သောဥစ္စာစုဆောင်ပါတရားဟာလက်နဲ့တူတယ်တရားတရားဖြစ်တဲ့အချိန်နဲ့မဖြစ်တဲ့အချိန်ကသိက္ကိုကွာခြားလွန်ပါတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်ကိုယ်မှာတရားတရားရှိသလားမရှိဘူးလားဆိုတာကိုသိနိုင်ပါတယ်ဒီတရားဆိုတဲ့ဥစ္စာဟာအင်မတန်မှအရေးပါတယ်တဲ့ဘာလို့လဲဆိုတော့ဘုန်းကြီးတို့စာပေကျမ်းကမှာတရားကိုလက်နဲ့တူတယ်လို့ဆိုထားပါတယ်ပေးစရာရှိရင်လက်ပါရတယ်ယူစရာရှိလဲလက်ပါရတယ်လက်မရှိရင်ယူလို့မရသလိုပေးလို့လည်းမရပါဘူး ရွှေငွေလက်ဝတ်ရတနာတွေကို တွေးလို့ရှိရင်လည်းလက်မပါရင်မကောက်ယူနိုင်သလိုတရားဆိုတဲ့လက်ကလေးမှမရှိရင်ဒါနလည်းမလုပ်ဖြစ်ဘူးသီလလည်းမစောင့်တည်ဖြစ်ဘူးဘာဝနာဆိုတဲ့ကုသိုလ်ရတနာတို့ကိုလည်းရအောင်မြူနိုင်မှုလို့ဆိုလိုတာနော်တရားဆိုတဲ့ဒီတရားဟာလက်နဲ့အလားတူတယ်တရားရှိတဲ့ပုဂ္ဂိုလ်ဟာလူဖို့တန်းဖို့အစဉ်သင်ဖြစ်နေတယ်ဖေးကန်းဖို့လည်းအစဉ်သင်ဖြစ်နေမယ်တရားရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားနာဖို့တရားထုတ်ဖို့အစဉ်သင်ဖြစ်တယ် ကောင်းတာတွေလုပ်ဖို့တရားရှိတဲ့ပုဂ္ဂိုလ်ဟာအားလုံးစင်စင်ဖြစ်တယ်။တရားဟာမျိုးစင်းနဲ့တူတယ်။နောက်တစ်ခုကတရားဟာဘာနဲ့တူသလဲဆိုရင် မျိုးစင်းနဲ့အလားတူတယ်။ဘယ်လိုတူတာလဲဆိုတော့မျိုးစင်းလေးဟာအလုံးတစ်ခုကိုလှုပ်တယ်ဆိုပါစို့။တရားစီလေးတစ်စီကိုညီကြီးတစ်ထဲလိုက်မယ်ဆိုရင်တရားစီလေးဟာအောက်ကိုမြင့်ဆင်းသက်စေခြင်းဆိုတာဖြစ်စေတယ်လို့အပေါ်မှာအညောင်းထွက်ခြင်းဆိုတာကလည်းလှုပ်ဆောင်တယ်။အေးဒါကမျိုးစင်းလေးကလှုပ်ဆောင်ရတဲ့အလုံးတစ်ခုဖြစ်တယ်။ တရားတရားဆိုတာလည်းထိုးအတူပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာကိုကျင့်တရားကောင်းလာပြီဆိုရင်ကိုကျင့်တရားအတွင် မကဘူးတမထဝိပဿနာကျင့်စဉ်တော့ကိုလည်းကျင့်လာပြီဩသီလဆိုတဲ့အမြင့်ကလေးဆင်းလာပြီတမထဝိပဿနာဆိုတဲ့အညွန့်ကလေးတက်လာတာဟာတရားတရားကြောင့်ဖြစ်တာတဲ့ဒါကြောင့်တရားဟာမျိုးစင်းနဲ့တူတယ်လို့စာပေချမ်းကမှာဆိုထားပါတယ်။နတ်တွေကပူတည်တယ်။တရားရဲ့တန်ဖိုးကိုလူတွေထက်နတ်တွေကပူတည်တယ်။ ။ဘာဖြစ်လို့ပိုသေးတယ်လဲဆိုတော့လူတွေကစီးပွားဥစ္စာကိုစ조사ပြီးရှာကြတယ်။ကိုယ့်ရဲ့လုံလောက်ရရာကြောင့်စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော့ကံကံကြီးအကျိုးကိုသိပြီးမယုံကြည်ဘူး။တရားရဲ့ဆွမ်းအားကိုသိပြီးမသိကြဘူး။နတ်တွေကြတော့ကံကံကြီးအကျိုးကိုသိပြီးယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကလောက်ကင်ပြီးစားရတဲ့ဘဝမှမဟုတ်တာ။ကံကံရဲ့အကျိုးကြောင့်ရလာတဲ့ဘဝသာဖြစ်တယ်။ရာရာဟာကံပေါ်မှာမူတည်နေတယ်။ကံမရှိရင်ဘာမှမရပါဘူး။လူပြည်မှာလိုအယောင်းဝယ်လို့လို့မရဘူး။ နတ်ပြည်မှာရွှေဆိုင်တွေဖွင့်လို့ရတာမဟုတ်ဘူးအဲ့တော့ကံပေးတာလေးပဲသူတို့တွေရကြတာနော်နတ်တွေကလူတွေနဲ့မတူဘူးဖြစ်ပေါ်လာတဲ့ဘဝတစ်ခုမှာသူတို့နတ်သက်တမ်းတစ်လျှောက်လုံးဝှက်ထားတဲ့အဝတ်လည်းဘယ်တော့မှဖွင့်ရတယ်မရှိဘူးပန်ထားတဲ့ပန်းကလည်းဘယ်တော့မှနွမ်းသွားတယ်မရှိဘူးအိုးပူလို့အိုက်လို့ချွေးထွက်တာလည်းမရှိဘူးအများနဲ့တန်ရှင်းတန့်ပြဲနေတယ်ဘယ်နဲ့ပြီမှာမှပေါလာတို့ရင်မွေးတို့ဆိုတာလည်းလုံးမမတင်ဘူးတဘာဝကကတန့်ပြက်နေတယ်သို့တော့ နတ်တွေဟာကံကုန်တော့မယ်ဆိုရင်ဝှထားတဲ့အဝတ်တွေနွမ်းလာတယ်။ပန်ထားတဲ့ပန်းတွေညှိုးလာတယ်။ခန္ဓာကိုယ်ကလည်းဆူဆူပြေပြေမရှိတော့ပဲမွမွေးချောချောဖြစ်လာတယ်။ဂျိုင်းညာကလည်းချွေးတွေပါတယ်ထွက်လာတယ်။ဒါကသူတို့ဒေကန်နီးပြီဆိုတဲ့ဆိုင်းပြတာလို့ခေါ်တယ်။ဆိုင်းပြလာလို့ medical check up သွားလို့မနေနဲ့တော့နော်။မရတော့ဘူး။အဲ့ဒီလိုအခြေအနေတွေပေါ်လာတဲ့နတ်တွေကိုမိတ်ဆွေနတ်တွေကနန်းနဝဥယျာဉ်ထဲကိုဆွဲခေါ်သွားကြတယ်။ပြီးတော့စကားသုံးခုပြောဆိုမှကြားကြတယ်။ အေးဘာမှမစိုးရိမ်နဲ့ဒီဘွားကတည်သွားလို့ရှိရင်အကောင်းဆုံးပုံကိုရအောင်သွားပါအကောင်းဆုံးပုံရောက်တဲ့အခါကျတော့အကောင်းဆုံးလက်ဆောင်ကိုရအောင်ယူလာပါရထားတဲ့လက်လာပါကိုခိုင်းမအောင်ကြိုးစားပါဆိုတဲ့စကားသုံးခုပြောလိုက်ကြတယ်စကားသုံးခုရဲ့အတိတ်ဘယ်ကပါလဲဆိုရင် ကောင်းဆုံးပုံကိုရောက်အောင်သွားဆိုတာကလူပုံကိုရောက်အောင်သွားလို့ပြောတာဖြစ်တယ်။အကောင်းဆုံးလက်ကိုရောက်အောင်ယူဆိုတာတရားတရားကိုပြောတာဖြစ်တယ်။ခိုင်မာအောင်လုပ်ပါဆိုတာအဲ့ဒီကြားထားတဲ့တရားတရားကိုခိုင်မာအောင်လုပ်ပါလို့ဒီလိုဆိုလိုတာဖြစ်တယ်။အဲ့ဒီတော့နှစ်သားတယောက်နှစ်သမီးတယောက်စုတီကန်နေပြီဆိုရင်အဲ့ဒီစကားသုံးခုကိုကြားကြပါလေ။အဲ့ဒါကြောင့်တရားစွမ်းအားရဲ့တန်ဖိုးကိုသူတို့ပို့သကြတယ်။လူပြည်ရဲ့တန်ဖိုးကိုပို့သကြတယ်။လူပြည်မှာဖျားရှိတယ်တရားရှိတယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ် ဖရာတရားတန်ခါယရနာ၃ပါးရှိသည့်အတွက်ကြောင့်လူပြည်မှာကုသကောင်းမှုလည်းရှိတယ်တဲ့။နတ်ပြည်ကြတော့အခွင့်အလမ်းသိမ့်မသာဘူး။ဒေလဆောက်တည်ဖို့ဆိုတာလည်းမသေးချာ။သင်္ကန်းကတ်လူချင်းဆွံ့ကြွေးချင်းကြောင်းဆောက်လူချင်းဆိုတာတွေကိုလည်းလုံးလုံးမရဘူး။လူပြည်မှာကကုသကောင်းမှုတွေအကုန်လုံးလုပ်နိုင်တယ်။ဒါကြောင့်သူတို့ကလူပြည်ကိုသူဂတိဘုံလို့ဒီလိုသတ်မှတ်ကြတယ်။လူပြည်မှာကုသကောင်းမှုများများလုပ်လဲပုံကိုယ်သည်နတ်ပြည်ရောက်တဲ့အခါမှာ တာမန်ထပ်ပို့ပြီးထူးခြားတဲ့စီစဉ်ခံစားရတယ်။ဒါကြောင့်သွားခြင်းဘယ်မှမသွားပါနဲ့လူပြည်ကိုသွားပါ။တရားတရားရှိလာပြီဆိုရင်ဒီတရားစွာကိုအကြောင်းပြုပြီးတော့ကုသိုလ်များများလုပ်ပါ။လုပ်ပြီးရင်ဒုနဲ့ပြည်ကိုပြန်လာပါဒီလိုပြောတာနော်။အေးလူပြည်ကလူတွေကတော့လူဘဝကိုတိတ်ကြရတဲ့ထင်တာကိုတွက်ကြည့်ပါလား။တာရိန်သာနဲ့ပြည်မှာတရက်လူပြည်မှာနှစ်ပေါင်းတရာကြာတယ်။ကဲဘုန်းကြီးတို့အခုနေကြတာဟာတာရိန်သာနဲ့ပြည်ကတရက်တောင်မရှိသေးဘူးနော်။နိုင်ပိုင်းလောက်ပဲရှိသေးတယ်။ဒါကိုကြာလာပြီထင်နေကြတယ်။ ဒီလူတွေကအိုကုန်ပြီနော်ဟိုမှာကတရတော်မရှိသေးဘူးအဲ့လိုလူပြည်ကရက်ပေါင်းနဲ့တွက်မယ်ဆိုရင်နှစ်ပြည်မှာနှစ်ပေါင်းတစ်ထောင်ဆိုတာလူပြည်ကနှစ်တစ်ထောင်ကို ပြောတာမဟုတ်ဘူးလူပြည်နှစ်တရာကိုတရနဲ့တွက်ယူတဲ့အနှစ်တစ်ထောင်ကိုပြောတာဖြစ်တယ်အေးအဲ့လိုနှစ်ပြည်မျိုးကိုဘာနဲ့ရနိုင်လဲဆိုတော့အခုပြောတဲ့တရားရားနဲ့ရနိုင်ပါတယ်စိန်ရွှေငွေလောကီဥစ္စာတွေနဲ့ပေးဝယ်လို့မရနိုင်ပါဘူးတဲ့တရားဆိုတဲ့ဥစ္စာချမ်းသာလာပြီဆိုရင်အဲ့ဒီလိုနှစ်ပြည်မျိုးကိုရနိုင်ပါတယ် ဒါကြောင့်မို့လို့လောကမှာရှိတဲ့ပတ်စံတွေကိုကြည့်မယ်ဆိုရင်သူ့ရဲ့တက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ငွေကြေးတနာရဲ့တန်ဖိုးမတူဘူးမဟုတ်လားကြောက်ဆိုရင်လည်းလမ်းခင်းတဲ့ကြောင်းနဲ့ဗရန်များကြောင်းနဲ့မတူဘူးမဟုတ်လားတန်ဖိုးချင်းကွာခြားတယ်အဲ့ဒီလိုပဲပဂရီဥစ္စာနဲ့ဟောရီမြတ်သောဥစ္စာအလွန်ကွာခြားတယ်ကားကြီး၄၅စီးနဲ့တိုက်ထားတဲ့လမ်းဘေးကကြောက်တွေရဲ့စုစုပေါင်းတန်ဖိုးဟာစိန်ကလေးတစ်ဝန်းရဲ့တန်ဖိုးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အလွန်ကွာခြားနေတယ်မတူဘူးနော်အေးဒါကြောင့်မို့ပဂရီဥစ္စာနဲ့မိမိတို့ရဲ့ ရင်းနှင်းလုံးသားထဲမှာဖြစ်တဲ့တရားလို့ဆိုရက်မြတ်သောဥစ္စာအလွန်ကွာခြားတယ်တဲ့ဒါကြောင့်မြတ်စွာဘုရားကမြတ်သောဥစ္စာစူးစောင်းပါလို့ပြောတာနော်ဥစ္စာကပြည့်စည်တတ်တယ်ပဂတိဥစ္စာတွေဟာစူးစောင်းပြီးလို့ရှိရင်အတုံးမတက်တဲ့ပုံကမှာဘာဖြစ်တတ်တယ်လဲဆိုတော့ဟာနန္ဒီဘောဂောဒုံမေတံအသိပညာမရှိတဲ့ပုံကိုတွေကိုစီးစိမ်ဥစ္စာတွေကဖြည့်စည်တတ်တယ်တဲ့ပစ္စည်းဥစ္စာတွေရလာပြီဆိုရင်သာရစည်းစိမ်ကြီးလို့တင်ပြီးဝမ်းမြောက်နေကြတယ်။ထိုလောကီဥစ္စာတွေရဲ့မမြဲတဲ့သဘော မခိုင်မာတဲ့သဘော ရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့အကြောင်းအဲ့ဒီလိုအကြောင်းအရာတွေကိုမစင်စားမိကြဘူးမစင်စားဘဲနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာနေသည့်အတွက်ကြောင့်အသုံးစွဲမတတ်သည့်အတွက်ကြောင့်ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာလည်းဒုက္ခရောက်တတ်တယ်တဲ့ဈေးတယ်မာကြီးလေးဦးပစ္စည်းဥစ္စာကြောင့်ဒုက္ခရောက်ရတော်လူတွေအများကြီးရှိရနော်ဘုရားမြတ်စွာလက်ထက်တော်အခါတုန်းကရာဇဂိုပြည်မှာဈေးတယ်မာကြီး၄ယောက်ရှိတဲ့အဲ့ဒီဈေးတယ်မာကြီး၄ဦးဟာအယောင်းဝယ်လုပ်ပြီးရာသမြတွေအကုန်စုထားတယ်မလူရဲ့မတန်းရဲ့ ချိုးချံချွေတာပြီးတော့ပစ္စည်းဥစ္စာတွေဆွလိုက်တာအများကြီးဆွမိလာပါတယ်။အဲ့ဒီဈေးတဲ့မျိုးသမီးလေးယောက်ဟာကံကုန်လို့တည်ဆုံသွားတဲ့အခါမှာသူတို့ရဲ့ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာတဲ့စိတ်နဲ့တည်သွားကြတယ်။အဲ့လိုတည်ဆုံသွားပြီးဘာဖြစ်တယ်လဲဆိုတော့ပိတ်တာမာကြီးတွေဖြစ်သွားကြတယ်။သူတို့ရှားဖွေသွားတဲ့ပစ္စည်းတွေကိုဘသူတွေကသုံးနေကြတယ်လဲဆိုရင် နောက်မွေခံတဲ့သူတွေကသုံးကြတယ်။ပိတ်တာဘောကနေလမ်းကြီးလိုက်တဲ့အခါမှာစိတ်ဆင်းရဲစရာထပ်ပြီးကြုံရပြန်တယ်။အေးတို့တွေကတော့မစားရမတော့ရနဲ့ချိုးချံပြီးဆူထားခဲ့ကြတယ် အဲ့ဒီပစ္စည်းတွေကိုသူတို့ကတော့သုံးဆွဲနေကြပြီ ဆိုပြီးတော့ဆင်းရဲဒုက္ခရောက်နေကြတယ်ငိုကြွေးနေကြတယ်ဆိုပြီးတော့ပေတာဝိထုမှာပါတယ်တကယ်ဖြစ်ဖြစ်ပါနော်အေးဒါကြောင့်မို့မြတ်စွာဘုရားကသတိပေးထားတာဟာနန္ဒီဘောဂောဓမ္မေတံစီစဉ်ဥစ္စာ ပစ္စည်းဆိုတာအသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုဖျက်ဆီးတတ်ကြတယ်နောစပါရဂဝေတိနော်ဒါပေမဲ့ပစ္စည်းကိုအသုံးပြုပြီးနိဗ္ဗာန်ချမ်းသာကိုရှာတတ်တဲ့ပုဂ္ဂိုလ်တွေကိုတော့အပြည့်စည်နိုင်ကြဘူးတဲ့ ပစ္စည်းဥစ္စာကလူတိုင်းကိုဖျက်ဆီးနိုင်သလားဆိုတော့ဒုံမေတန်နဲ့စဉ်းစားဉာဏ်မရှိတဲ့ပုံကိုယ်တွေကိုဖျက်ဆီးတာဖြစ်တယ်။စဉ်းစားဉာဏ်ရှိတဲ့ပုံကိုယ်တွေကိုတော့မဖျက်ဆီးနိုင်ပါဘူးတဲ့။အသိဉာဏ်ရှိတဲ့ပုံကိုယ်တွေကအေးတို့တွေရှာလာရတဲ့ပစ္စည်းဥစ္စာတွေကိုသာသနာတော်ကြီးမှလူမယ်လို့ရွေးချယ်ပြီးတော့လူထမ်းကြတယ်။လူပြီးတော့လည်းနိဗ္ဗာန်ကိုဆုတောင်းကြတယ်။ဟောရာကပစ္စည်းဥစ္စာကရလာတဲ့အကျိုးများဖြစ်တယ်။စဉ်းစားဉာဏ်ရှိတဲ့ပုံကိုယ်ကြတော့ပစ္စည်းဥစ္စာကဒုက္ခမပေးဘူး။ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ ုသိုလ်ရကြတယ်။ထိုပစ္စည်းဥစ္စာတွေဟာဒုံမေတာလို့ခေါ်တဲ့စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုသာလဲဆင်းရဲဒုက္ခရောက်စေပါတယ်။သရတရားရှိလာပြီဆိုရင်တော့လောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမှုကုသိုလ်တွေလုပ်ဖို့စိတ်ဝင်စားလာကြတယ်။အေးဒါကြောင့်မို့သရဆိုတဲ့ဥစ္စာဟာနိုင်ရှင်ကြည့်မယ်ဆိုရင်စိန်ကောင်းကြောက်ကောင်းထက်တန်မှုရှိတယ်။စိန်ကောင်းကြောက်ကောင်းဟာတဘွားပဲသုံးဆွဲလို့ရတယ်။နောက်ဘွားထီအောင်ထိုစိန်ကောင်းကြောက်ကောင်းရဲ့အကျိုးကျေးဇူးကိုခံစားရမှာမဟုတ်ဘူး။တရာဆိုတဲ့ပစ္စည်းဥစ္စာကတော့ဒီဘွားတယ်မဟုတ်ဘူး။ ဘဝဆက်ဆက်တီအောင်လိုက်ပါပြီးတော့ချမ်းသာဒုက္ခကိုရရစေတာပါဒါကြောင့်မို့လို့တရားဆိုတဲ့ပစ္စည်းဥစ္စာမျိုးကိုမိမိရဲ့တဏ္ဍာရောရှာဖွေကြရမယ်လို့မြတ်စွာဘုရားကဟောကြားတာနော်ကဲတရားချစ်ခင်သူတော်စင်ပြိသက်တို့တို့ဒီကနေ့ရှာရမယ်မြတ်တော်ဥစ္စာဆိုတာဟာတရားလို့ဒီလိုမှတ်လိုက်ပါဖရာတရားတန်ကယန္တမြတ်သုံးပါးကိုယုံကြည်တာကုသိုလ်ကောင်းမှုတွေကိုစိတ်ဝင်စားလာတာကိုခေါ်တယ်စိတ်ဝင်စားလာပြီဆိုရင်ကုသိုလ်ကောင်းမှုတွေကိုလုပ်ဖြစ်တယ် နောက်တစ်ခု ရှားရမဲ့ပစ္စည်းကဘာပစ္စည်းလဲဆိုတော့သီလဖြစ်တယ်အဂမဟာပန္တိတအရှင်နန္ဒမာလာပြီးဝင်တာ